အတားလေးကိုမြည်ကြည့်ကြရအောင်နော်ပစုံနဲ့မြောင်းငူကြီးနဲ့ဒီလိုမျိုးမြည်ပေါ့နော်။အစားကြပါဦး။သူကထမင်းနဲ့စားရင်တော့အကြတာပတ်တိပေါ့နော်။ကျွန်တော်ကတော့ဒီနေ့ဘာရင်ချက်မလဲမသိဘူးရှိနေပြီနော်ဘိုးကလည်းအေးအေးလေးနဲ့မချမ်းဘာရင်ချက်မလို့လေဒီနေ့ကရောက်ခမကိုပို့ကြည့်မယ်အင်းလေးချက်တာချက်နေတာအာပါဒီနေ့ရောက်ခမကိုပို့ကြည့်မှာပါလေ đi chín nào bố ba hiên lại mà chán bị chín này chụp chết đấy luôn biết chết đấy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  ok à tổ đã chỉ cho mày la sao tiền chả bù đuổi mày có biết không mày sao bên này nó tiền thế đấy chắc đông chú nó hoa thế đấy chắc đông nít nó lông thế đấy bị đó là gì nó số má bắt số nó bị nén nghe thế đấy ta lấy ủ ở cổ lông thang lại mày kẹt cái lão rồi à bị ai dòng lên nè nè lão န်ကသမင်းလေးနည်းနည်းပါထည့်လိုက်တယ်เนาะဒါကိုသွားပြီးတော့ချက်မယ်ကက်စီပူလာပြီးဆိုရင်တော့ထည့်လိုက်မယ်ငရုတ်အနှစ်တွေကိုရေကျော်ပြလိုက်မယ်เนาะကဲငရုတ်အနှစ်တွေမွေးလာပြီးဆိုတော့ခြံတော့ကိုပုံထည့်မယ်เนาะကြုံထည့်ရင်လည်းမြောင်းဟိုကြီးကိုပါတခါတည်းထည့်လိုက်မယ်တူတူမျိုးရအောင်เนาะဒီလေးကိုမြေလိုက်မယ် ကဲဒီလိုမျိုး66လေးဖြစ်ပြီဆိုချင်လို့ရတာဆက်မယ်ငံပြာရီထည့်မယ်ဒီကားလို့စီရင်ချမ်းကဟင်းခတ်တဲ့ခါကြရင် TKC ဟင်းခတ်ရတာမဟုတ်တမျိုးတည်းကိုပဲသုံးတယ်ဒါကသုံးတာကုန်တာကုန်တော့မယ်ပေါ့နော်သူကကြတော့အရတာအကုန်ပါပြီးသားပေါ့နော်ရုပ်ဟိုကောင်းမှုရုပ်ကောင်းမှုတွေအချိုတွေအငန်တွေပါပိတာဖြစ်တဲ့အတွက်ကြောင့်လို့ဒါတမျိုးသုံးရုံနဲ့ဒီလိုဆန်တော့အရင်အရာကောင်းကောင်းလေးကိုရရှိတယ်နော် ဒီကစီငင်ခဲရတာမို့လို့ရှင်နေတူရတော့မစ္စတာမှာတော့မလို့ရတယ်เนาะအခုကတော့ promotion ပေးတယ်ပေါ့เนาะဒီလထဲမှာဒါဒီလထဲမှာဆိုရင်သွားတပူးဆိုရင်เนาะသွားတောင်းနဲ့ဝင်ရတယ်၅ပူးဝင်တဲ့သူကို၄တောင်းနဲ့ရတဲ့ဖြင့်ဒီဗီဒီယိုကနေလာဝင်မယ်ဆိုရင်၁၀အသွင်းကို4ခါ free မြန်မာနိုင်ငံအတွင်းเนาะအဲ့တော့ကိုက4ခါ free လို့ရှင်နေဆိုရင်เนาะမစ္စတာမှာတော့မလို့ရတယ်ရှင်ကတော့အနဲ့နေမွေး ရေလေးနည်းငယ်ထည့်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်5မိနစ်လောက်ဖတ်ပြီးတော့မှဖြတ်ထားလိုက်မယ်ကဲ9မိနစ်ပြည့်လို့ဒီလို66လေးဖြစ်ပြီဆိုရင်တော့မြောက်ငူကြီးလဲမြောက်ငူကြီးလဲနူးပြီးအရသာလဲကွက်တိဖြစ်ပြီဆိုရင်ကျွန်တော်ထားမယ်နော်ကဲခံလေးလေးပြလိုက်မယ်အဲ့ဒါအရန်ဟိုမှာမွေးနေပြီအတားလေးကိုမြည်ကြည့်ကြရအောင်နော်ပထမနဲ့မြောက်ငူကြီးနဲ့ဒီလိုနူးနူးပေါ့နော်အားလုံးစားကြပါဦးသူကထမင်းနဲ့စားရင်တော့အကြတာကွက်တိပေါ့နော် ရောက်ခမကြီးကိုတော့ပြီးတော့မှချက်ကျွေးချင်တဲ့မီမီလေးပေါ့နော်အရန်ပုံမမိုက်ရယ်နော်အရသာအရန်ကောင်းတယ်အဲ့တော့ဒီမီလန်လေးတိုင်းလိုက်ပြီးတော့မှချက်စားကြည့်ကြပါနော်တကယ်လို့မပေါ်ကတခြားပုံကြစိတ်တွေမကုန်ချင်ဘူးဒီခေစီဟင်းခက်အရသာမုတ်တွေကိုစမ်းသုံးကြည့်ချင်တယ်ဆိုတော့မက်ဆေ့ချာမှာ၅ဘူး၄တောင်းတဲ့ဖိုဖာ free တော့ပြီးတော့မှမှာလိုက်လို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော် bye bye